အလဲထိုးပြီးဖဲဒက်စ်ကစားသမားဘဝပထမဆုံးပွဲမှာနိုင်ပွဲနဲ့အဖွင့်လှခဲ့တဲ့ကျော်စွာဝင်းအားလုံးပဲမိင်္ဂလာပါခင်ဗျာကိုအန်စပေါ့စ်ကနေပြန်လည်ပြီးတော့ဂျိုဆိုလိုက်ပါတယ်ကျော်စွာဝင်းကဒူနိုင်ကိုနိုင်ပြိုင်ချဲပြီးတော့ပြိုင်ဘက် Time Fighter ပတ်သွန်ချိုင်းကိုအလဲထိုးနဲ့နိုင်ရခဲ့ပါပြီကျော်စွာဝင်းအတွက်ဖဲဒက်စ်ကစားသမားဘဝပထမဆုံးပွဲမှာအမိုက်စားနိုင်ပွဲရခဲ့တာဖြစ်ပြီး One Championship ကပြိုင်ဘက်တွေကိုသတိပေးလိုက်တဲ့နိုင်ပွဲလည်းဖြစ်ပါတယ် ထိုင်းဖက်တာပတ်တုံချိုင်းရဲ့ယုံအားကြောင့်ပွဲချမ်းကိုကျော်သာဝင်းရင်ဆိုင်ခဲ့ရတယ်။ပထမချီမှာကျော်သာဝင်းနိုင်ပြီမယ်။မန္တလေးသားဖိုင်တာရဲ့နီးစနယ်ပိုင်းအပြောင်းလဲကြောင့်ခုလိုမျိုးအလဲထိုးနိုင်ရခဲ့တာဖြစ်ပါတယ်။ဒါမှန်ပွဲငယ်အတွေ့အကြုံသာရှိဘူးတဲ့ပတ်တုံချိုင်းကဖူဝက်တွေမစိုးလို့ပြောရမယ်။စထရိုက်လို့ဘူးရည်ရွယ်ပြီးတော့ရှေတိုးကစားတတ်ပေမယ်။ပြိုင်ဘက်အခွင့်လွယ်တကူမရအောင်ကွာဝေးထိမ့်ပြီးတော့ကစားတတ်ပါလိမ့်။မာကုံနဲ့နဲ့ရှိပေမဲ့ထိကျက်များလာရင်တော့တက်လုံကြာသွားပါလိမ့်။ဘောက်စင်လိုင်းနဲ့ထိုးတဲ့အတွေ့အကြုံကကြော်တော်ဝင်းထက်များပေမယ့် နေစနစ်အားနည်းချက်ရှိနေတာတော့တွေ့ရတယ်။ပရမကြီးမှာကြော်သားဝင်းကိုကြောက်အောင်ဖိအားပေးနိုင်ပေမယ့်လက်သီးချက်တွေကိုမခံနိုင်ခဲ့ပါဘူး။ဘယ်လိုထိန်းချုပ်ပြရမလဲဆိုတာကိုမသိခဲ့ပါဘူး။ကြော်သားဝင်းကလက်သီးပါဝါကောင်းသူပြီးပြီးလက်အိတ်ဝိတ်ကစားတဲ့ပွဲမှာပေါင်စင်စကေးပြသနိုင်ခဲ့တယ်။သူရဲ့ခံတော်ကိုဖွဲ့သီးပုံကလည်းတော်လေးကိုကြည်ကောင်းနေဖြစ်ပြီးတော့ယုံကြည်စိတ်တိုက်ပွဲဝင်စိတ်တွေလည်းမြင်မာလို့နေပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကျော်မှာကြော်သားဝင်းကလမ်းပျောက်လို့ဖြစ်ရပေမယ့်အခုထိုင်းပြည်မှာပရမဆုံးနိုင်ပွဲနဲ့တူမျော်လင့်ချက်အစ်စ်တွေရှင်သန်ခဲ့ပါပြီ။ ဝလုံးကောင်းတဲ့လာတာနဲ့လွတ်တန်းချန်ပီယံဆုအတွက်လုံးဝမေ့ထားလိုက်ပြီးတော့ထိုင်းပြည်မှာနေထိုင်တဲ့အနာဂတ်အသစ်ကိုကြော်စားဝင်စတင်တည်ဆောက်နိုင်ခဲ့ပါပြီ။သွေးသည်ဝင်လိုက်ကတော့ဝမ်ဘာဆက်ခွဲခံခဲ့ရပြီးတဲ့နောက်ပြန်မလာတော့ပါဘူး။ရုတ်တရက်ကြီးနားယူပြီးတော့ဇက်မြုပ်နေပါလေ။ကြော်စားဝင်ကဝမ်ဘာသွေးသည်ဝင်လိုက်ပညာပေးခံရတယ်လို့မျိုးမဖြစ်အောင်ရည်ရွယ်ပြီးတော့လေးကျင့်နေပါလေ။ထိတ်တန်းကလပ်ဖဲဒက်စ်မှာလေးကျင့်ပြီးတော့ထိတ်တန်းစင်ဝမ်ပွဲတွေမှာဝင်တိုးနိုင်အောင်လို့ကြော်စားဝင်ရည်ရွယ်ထားပါလေ။ ကျော်တော်ဝင်းရဲ့အလုံးထည်ကျော်တော်ဝင်းရဲ့အသက်ရွယ်ကဝမ်းမှာအောင်မြင်မဲ့အလားအလာမှာရှိနေတာပါ။သူမဆုံးမနစ်စူးစမ်းဖို့ပဲလိုအပ်ပါလေ။ဒေါ်မင်းကိုရှုံးပြီးကျော်တော်ဝင်းကကစားမဘွားပွဲ90ကျော်တွင်ပထမဆုံးနာကျင်စရာရှုံးတဲ့ရင်ဆိုင်လိုက်လို့စိတ်သက်ကြခဲ့ပါလိမ့်မယ်။စီးကိန်းဝင်မပြိုင်ခဲ့တာလေကျော်တော်ဝင်းတို့ကမှန်ကန်နဲ့ဆုံးဖြတ်ချက်ပါပဲ။အခက်ခဲတွေကြုံရပေမဲ့လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ခဲ့တဲ့ကျော်တော်ဝင်းကဖေဒတ်စ်အသင်းကိုရောက်ပြီးတဲ့နောက်မှာပွဲမထိုးရသေးပေမဲ့နာမည်ကြီးထရက်ကြီးလာခဲ့ပါတော့တယ်။ ဖက်ဒက်ဆယ်မျောလင်းချက်အသစ်ဖြစ်ကြောင်းနိုင်ပွဲယူပြီးတော့တတ်သိပြနိုင်ပါပြီဂျော်ဒန်ဝင်းကအသက်24နှစ်ပဲရှိသေးပေမယ့်ပွဲမှတ်တမ်းကတရားဝင်းကျင်ရှိပြီးရိုးရာနာမည်ကြီးဖိုင်တာအလုံးနှီးပါးနဲ့ရင်ဆိုင်မှုတဲ့သူပါကနာကိုဖွဲ့စည်းပုံကောင်းတဲ့ဖိုင်တာဖြစ်ပြီးတော့အခုပွဲမှာသူ့ကစားဟန်အပြောင်းလဲကိုမြင်ခဲ့ရတာလဲဂျေနက်ဆရာကောင်းပါလေဂျော်ဒန်ဝင်းကကရင်နဲ့မွန်အနှံ့အစွမ်းပြခဲ့သလိုအခုလဲထိုင်းမြေမှာအမကန်အောင်ပွဲဖြစ်ခဲ့ပါပြီ Diamond Strike ထိမှသွေးဘူးသွေးဆိုပြီးတော့ပြန်တိုက်တဲ့ဂျော်ဒန်ဝင်းက အခုပွဲမှာလည်းပရိသတ်ကိုတိုက်ခိုက်ရရတာအပြည့်ပေးနိုင်ခဲ့ပါတယ်။ဝမ်ချမ်ပီယံရှစ်နဲ့ပွဲပြတ်ခဲ့မယ်လုံမနီစူပါဖိုက်မှာတပွဲကစားခြင်းကကျော်သာဝင်းကသူ့ဇာကိုပြသလိုက်တာပါ။သူ့ရဲ့အိမ်မက်အစ်စ်ဝမ်ချိုးဝိုင်းနီစီရောက်အောင်သွားမယ်အကျိုးနိုင်ပွဲလည်းပဲဖြစ်ပါတယ်။ကျော်စွာဝင်းရဲ့အနာဂတ်နိုင်ပွဲတွေရဲ့အစပထမဆုံးအောင်ပွဲကခြုံမြိန်လုံးလှပါတယ်။